အားလုံးအားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ Newcastle နဲ့ Manchester United တို့ဒီညအရှင်ပြိုင်ကစားကြပါမယ်။ထုံးစံနိုင်မယ် Pre-match Talk ပေါ်လေ။ဆိုတော့ဒီညမှာကျွန်တော်တို့ရဲ့ဒီပုံမှန်အစီအစဉ်ဖြစ်တဲ့ဒီ Watch Along အစီအစဉ်ကျွန်တော်တို့ကပြန်ပြီးတော့ဒါပြီးခဲ့တဲ့နေ့ကလေးကစလာတာအခုခုညလည်းကျွန်တော်ဆက်သွားမယ်။ ဆိုတော့ဒီ lion နဲ့ပွဲမှာကျွန်တော်တို့ပြန်ပြီးတော့ watcher တော့လုတ်တယ်ပေါ့နော်ဒီညလည်းကျွန်တော်ဆက်ပြီးတော့သွားဖို့ရှိပါတယ်ဆိုတော့လာပြီးတော့ join ညာဖို့ညှိုးလင်ပါတယ် united အတွက်ဟို premier league မှာ blue man အချင်းကြီးမကောင်းတဲ့အနေအထားတစ်ခု ရောက်နေတဲ့အချိန် newcastle လိုမျိုး physically strong ဖြစ်တဲ့ဒီရာဒီမှာဖလားတစ်လုံးယူထားနိုင်တယ် liverpool လိုအသင်းမျိုးကိုကြော်ပြီးတော့နော်ဘိုလူဝဲမှာဖလားတစ်လုံးယူထားနိုင်တယ်တခြားအာယုံနောက်စရာကြားပြိုင်ပွဲတွေလည်းဘာမှမရှိဘဲနဲ့ ကျွန်တော်တို့ကန်ဒီအေးအေးဆေးဆေးဖြစ်နေတဲ့အသင်းမျိုးကိုတွားပြီးတော့ကစားရမယ်ဆိုတာမျိုးကတော်တော်ကြီးတော့မလွယ်ပါဘူးဒီလားတော်တော်ကြီးတော့ကျွန်တော်မလွယ်ပါဘူးသူတည်းမဲ့နယူကာဆယ်မှာယူနိုက်တက်ထပ်ပူကောင်းတဲ့ကစားမတွေကျွန်တော်တို့ရှိတယ်တိုက်စစ်ကအီဆက်ဒိုဘာရိုဆိုတာမျိုးကကျွန်တော်ဒီယာဒီမှာထောက်ချောက်ခြေသွန်းပြနေပြီးတော့ကောင်းပါတယ်ဆိုတော့ခန်စစ်တေကိုပဲဂိုးရီကြီးလိမ့်သွင်းပြနေတဲ့တိုက်စစ်မှုတရားပေါ့နော်ဦးနန်းနာလို့ဂူသမားမျိုးတို့အတွက်အီဆက်ဟာတကယ်ကို အိမ်မက်ဆိုဖြစ်လာအောင်ပါ နော်အထူးသဖြင့်အတင်းရဲ့နောက်တန်းအတွက်လည်းမြန်မာတယ်ဆန်မာတယ်ဆိုတဲ့ ISAC ကတော်ကြီးကိုဒုက္ခပေးလာအောင်မှာဘလူးမန်တော့ဒါမလွယ်ဘူးပေါ့နော် Manchester United တော့ဆိုတော့အတင်းကပြာကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့လာမယ့်ရာသီမှာအချိန်ကြီးကောင်းဖို့လူလိုသူလိုဖြစ်ဖို့ဆိုလို့ရှိရင်ဟိုယူရိုပါလေးရဖို့အထိကျွန်တော်တို့ကစိတ်ကူးထားမှကျွန်တော်တို့ရမှာယူရိုပါလေးရအောင်လှုပ်ပြနိုင်မှကျွန်တော်တို့ကအချိန်ကြီးကောင်းမှာဒါပေမဲ့အဲ့လိုယူရိုပါလေးရဖို့အတွက်ကလည်းလက်ရှိ quarter final ကိုအရင်ကြော်ဖို့ကလိုသေးတာ ကွာတာဖိုင်နယ်မှာကျွန်တော်တို့တည်ရီကျထားတယ်ဆိုတော့ဒုတိယကြောကအိမ်ဝင်ဖြစ်တယ်ဆိုတော့ကျွန်တော်မှအများကြီးမျှော်လင့်ချက်ရှိပါတယ်။เนาะဆိုတော့အများကြီးမျှော်လင့်ချက်ရှိတယ်။မဆိုးဘူးပေါ့ဆိုဒါပေမဲ့ပရီးမီးယားလိမ်မှာလည်းကျွန်တော်ကအိုင်ဝီရောက်လို့မရဘူး။ဟိုဒီဒီဒီနန်းဝင်ချင်တယ်ပဲຢာဒီရဲ့တိမ်မှာပါ။အဆင့်73နဲ့တိမ်မလား14နဲ့တိမ်မလား15နဲ့တိမ်မလားလဲကျွန်တော်ကြည့်ရမယ်။เนาะအဆင့်1ကနေပြီးတော့15လောက်ဝင်ချင်ကြပဲကျွန်တော်တိမ်မှာပါ။ဒီတက်ပို့ပြီးတော့ကောင်းစရာတော့မရှိဘူးပေါ့လေ။ဒါပေမဲ့လို့အသင်းတစ်ဝက်ကမနော်ပရီးမီးယားလိမ်မှာကတော်တော်ကြီးရုပ်ပြည့်စင်ပြည့်မဖြစ်ဘူးလို့လူတွေဗျာ။ ဒါဟာအတင်းတွက်တော်တော်ကိုရုပ်ပြက်ဆင်းပြက်ဖြစ်တဲ့ယာစီဖြစ်နေပြီနီးပြအပြောင်းလဲလှုပ်ထားလဲပဲတူးတက်လာတာတွေကျွန်တော်တို့မရှိဘူး sorry တူးတက်လာတယ်ဆိုရက်လက်တီကိုပြောတာပါရက်လက်တီရဘလူးမန်တူးတက်မလာဘူးဒါပေမဲ့လို့ပေါ့နော်နောက်ယာစီဒီမှာရက်လက်တီတူးတက်လာနိုင်တဲ့လက္ခဏာလေးတွေတော့မြင်နေရတာပေါ့လေသူတပြင်းတော့ဟိုကျွန်တော်တို့ဒီဘလူးပြောမလဲဒီဒီအမ်မိုရင်းရဲ့လက်အောက်မှာငါတို့ဘလူးကစားနေတယ်ဘလူးကစားမတွေဆိုတော့အန်ဝင်ပြီးတော့ဘလူးလူတွေကတော့အန်မဝင်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးတွေမြင်နေရတယ် ဆိုတော့ကစားမားတွေလည်းအပြောင်းလဲလုပ်စရာတွေလည်းကျွန်တော်ပို့ပြီးတော့တွေ့လာရတယ်။ဒါမျိုးဆိုတော့လာမယ့်ရာသီကြရင်တော့အချင်းကြီးအပြောင်းလဲဖြစ်ကောင်းဖြစ်နေတယ်။ဒါမျိုးလို့ဒီရာသီကတော်တော်ကြီးကိုစူးစူးဝါးဝါးရာသီဖြစ်သွားပြီ။ယူနိုက်တက်ရဲ့တမိုင်မှာဒါအဆူဝါးဆုံးလို့တော့မှကျွန်တော်ဒါပြောလို့ရတယ်။ရှေ့မှာတိုင်ပတ်ခဲ့ပါတယ်ဆိုတဲ့နီးပြတွေရဲ့လက်အောက်ဘလို့မှဘာမှမဖြစ်ခဲ့ဘူးပေါ့နော်။နီးပြတယောက်တည်းအပြစ်မြင်တာတော့မဟုတ်ပါဘူး။ဒါဆိုလည်းပဲဒေးဗစ်မွိုင်းစ်ရဲ့လက်ထက်တို့လူဝစ်ဗန်ဂါရဲ့လက်ထက်တို့ဂျိုဆေမော်ရီညိုရဲ့လက်ထက်အိုလီဂနာဆိုရှာတို့လက်ထက် เนาะပြီးလို့ချင်းစူးစူးဝါးဗျာကျွန်တော် every tank ခန်းတို့လက်ထက်ဒီလောက်ထိကျွန်တော်တို့အနေနဲ့မစူးဝါးခဲ့ဘူးပေါ့เนาะဒါကြောင့် Premier League ကလည်းတကယ်လို့မြန်အဆင်ပြေရင်တတ်နိုင်တယ်များဆိုလို့ရလက်ကောင်းကြီးယူပြနိုင်ဘူးလို့တယ်မဟုတ်လို့ရှင်တော့အတင်းတွက်ကဘလူးမှန်မလွယ်ပါဘူးကျွန်တော်တို့ပုံစံဒီအရာတော်တော်ကြီးတော့တိုင်ပတ်နေတာပေါ့เนาะအတင်းကဆိုတော့ Premier League မှာ Newcastle ကလက်ရှိ Top 5ကိုဝင်ဖို့သူတို့ကြိုးပမ်းနေရတယ်။ Newcastle ဟာကျွန်တော်တို့နဲ့ကံမဲ့ပွဲအပြင်ကိုနောက်ထပ်တစ်ပွဲသူတို့က ကံဖို့ကြံသေးတယ်သူတို့နှစ်ပွဲကံရမှာနော်နှစ်ပွဲသူတို့ကံဖို့လိုတာဆိုတော့ကိုရီးယားကျတော့အဆင်မပြေဘူးဗျာအဆင်မပြေဘူးဆိုတာဘယ်လိုပြောမလဲ United အတွက်ကပေါ့နော်ဒီအချီနီယားကတော်တော်ကိုတိုင်ပတ်နေတာဒီပြည်တွင်းမှာဆိုတော့ကျွန်တော်တို့ Newcastle ကိုအနည်းဆုံးတော့တည်ခတ်နိုင်နေသလိုရှင်ကိုဆိုမဆိုးဘူးလို့ကျွန်တော်ထင်တာပဲကျွန်တော်တို့ International Break အပြီးပြန်ကစားတဲ့ပွဲဒီမှာကစားသုံးပွဲကစားပြီးသွားပြီတပွဲမှကျွန်တော်မနိုင်သေးဘူးဒါအပေါင်းလက္ခဏာဆောင်တဲ့အချီနီမှာရှိမနေဘူးပေါ့နော်ဒါပေမဲ့ Castle နောက်တန်းက ကျစ်လင့်မှုရှိနေတဲ့ချိန်ကွင်းလေကမမထန်ထန်နဲ့တုံ့ပြန်နိုင်နေတဲ့ချိန် out of position မှာတော့ကောင်းနေတဲ့ချိန်မှာကျွန်တော်ကတော့ Newcastle နဲ့ရှင်မြန်ကစားရင်ဘောလုံးတော်မနေရအောင်ကန်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်ကိုတင်းဘက်ဘောလုံးတော်ရပါမလားပဲ Newcastle ကကိုနေနဲ့တွေ့လို့ရှိရင်ဒီကောင်လေးကဟိုဖိဖိစီစီကစားနိုင်နေဗျာနော်ဖိဖိစီစီကစားနိုင်လဲတကယ်လည်းပဲအချိန်ကြီးကောင်းနေတာ Champions League ဝင်ခွင့်လည်းသူတို့ရဖို့ကြိုးပမ်းနေတယ်ဆိုတော့ကာဆယ်ဟာအိမ်ကွင်းဖြစ်တဲ့အချိန်ကြီးမျိုးမှာ United ကိုမှန်ကန်တိတ်လာအောင်ပါပဲ ဆိုတော့အမိုရင်ဦးဆောင်နေမန်ချက်စတာယူနိုက်တက်ဘာတွေအပြောင်းလဲဖြစ်လာမလဲကျွန်တော်ကြည့်ရမယ်ဟိုဒီပွဲမှာဂျိုဂျူဝါဇစ်ဇီပါဖို့တော့ကျွန်တော်မျှော်လင့်ပါတယ်နော်ဟိုပွဲကြုံတဲ့ချက်မှာပြောသလိုပဲအကယ်လို့ဇစ်ဇီမထည့်ပဲနဲ့ရက်စမန်ဝိုင်လန်ကိုထည့်တယ်ဆိုလို့ရှင်လည်းမနားလဲတယ်ဘာလို့လဲဆိုတော့ယူရိုပါလိမှာကျွန်တော်ကပို့ပြီးတော့အရေးကြီးနေတာကိုအဲပြီးလို့ဂိုဒမားပေါ့နော်ဂိုဒမားအပြောင်းလဲကတော့ကျွန်တော်ပြိတ္တတိအမျှော်လင့်ဆုံးအရာပေါ့လေအန်ဒရယ်ဦးနနာနေရာမှာ LT ဘိုင်နာမြန်ပွဲထွက်လာမလားပေါ့ဘိုင်နာလဲအင်ဂျူရီပြဿနာကလည်း အပြန်ကောင်းလာပြီဆိုတဲ့အခါကျတော့အတင်းရဲ့အရန်လူစင်းမှာကျွန်တော်မြင်နေရပြီဒီမတိုင်ခင်ကလည်းတရင်နေထွက်ထတာကာဆန်ရဲ့ပွဲမှာ risk ယူလို့ရတဲ့ပွဲဖြစ်တဲ့အတွက်နီးပြအပြောင်းလဲတွေပါအစိုးဂူမအပြောင်းလဲတွေပါတွေလုပ်ဖို့ရှိတယ်ပေါ့တကယ်တမ်းကပြောင်းကျင်ဒီလိုပွဲမျိုးပြောင်းအောင်မှာဒီလိုပါလေးပွဲမလာခင်ဒီလိုပွဲမျိုးမှာဘိုင်နာကိုစမ်းသပ်ဖို့အတွက်အချိန်ကြီးကောင်းမယ်နော်ဆိုတော့အကယ်လို့ဒီပွဲအချိန်ကြီးကောင်းနေဆိုရင်ဘိုင်နာကိုကျွန်တော်တို့ lion နဲ့ပွဲမှာတေချာပေါက်ပွဲထုတ်ဒါဒါရှင်းရှင်းလေးရယ် အမြဲတမ်းအသင်းတစ်ပတ်အဲ့လိုပြောင်းလဲမှကိုကျွန်တော်ရမှာနော်ဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဘိုင်နာပွဲထွက်လာတာမြင်ရဖို့ကျွန်တော်မျှော်လင့်နေ white land ပွဲထွက်လာမယ်ဆိုလို့ရှိရင်လည်းဘယ်သိတော့အန်အောမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီညာကနည်းနည်းနားလေလို့ရတယ်ဆိုတော့ဂိုးသမားနေရာဒီကျွန်တော်ဒီချိန်မဟုတ်နေချိန်မဟုတ်တောက်လျှောက်ကြီးမှားနေတဲ့အတွက်အသင်းတစ်ပတ်ဘလူးမန်အပေါင်းလက္ခဏာမဆောင်တော့ဘူးအမ်မိုရင်အပြောင်းလဲလုပ်ဖို့ကျွန်တော်မျှော်လင့်နေဆိုတော့ညီကတို့အနေနဲ့ရော Newcastle နဲ့ပွဲမှာဘယ်လောက်ထိမျှော်လင့်ထားကြလဲဘယ်နေရာတွေအပြောင်းလဲလုပ်သင့်တယ်လို့ညီကတို့ယူဆကြလဲဆွေးနွေးကြပါဦးကြည့်ချွာပေးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်